ရီးမားလိချန်ပီယံပွဲကိုဆက်လက်ကာကွယ်ဖို့လီဗာပူးခေါ်ယူသွားတဲ့ကစားသမား၄ဦးအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လီဗာပူးတင်းဟာစစ်မှန်တဲ့ပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပါပြီ။လာမယ့်နှစ်မှာလည်းအဲ့ဒီချန်ပီယံဘက်ကိုဆက်ပြီးတော့ကာကွယ်နိုင်ဖို့အတွက် အပြည့်မှုတွေကိုပြုလုပ်သွားဖို့လိုအပ်နေပြီးတော့ Amslon နဲ့ Richard Hu တို့ဘယ်လိုပုံစံနဲ့ခင်းကျင်းသွားအောင်လဲဆိုတာကိုစိတ်ဝင်စားဖို့စောင့်ကြည့်ရပါအောင်မယ်။ဒါနဲ့ပတ်သက်ပြီးတော့အသင်းဘက်ကခေါ်ယူသွားတဲ့နေတဲ့ကစားသမားလေးဦးကိုတော့ဒီဗီဒီယိုလေးမှာဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်။ပထမဆုံးတယောက်အနေနဲ့ကတော့ Milos Karkas ပါပဲ။ဒါကတိတာထင်ရှားတဲ့အချက်တစ်ချက်ပါ။ Liverpool ဟာဘယ်နောက်ခံလူအသစ်တအုပ်လိုအပ်နေပါတယ်။ Andy Robertson ကဒီဟာဒီအတွင်းမှာသူ့ရဲ့ပုံမှန်ခြေစွမ်းကောင်းနေပျောက်ဆုံးနေခဲ့ပါတယ်။ ဒါကလည်းအသက်အရွယ်အရာအကြပိုင်းကိုရောက်ရှိလာတာဖြစ်တာကြောင့်မလို့32နှစ်အရွယ်ကစားသမားတဦးစီကလည်းအများကြီးမျှော်လင့်လို့မရပါဘူး။အခြားတစ်ဖက်မှာကလည်းစီမီကတ်ဆာအရင်ကစားသမားကောင်းတဦးပိသားစွာနဲ့ရှိနေခဲ့ပေမဲ့လို့လေ။သူ့ရဲ့အရေးချင်းကဦးစားပေးပွဲထွက်ကစားသမားအဖြစ်ထီတော့လုံလောက်နေခြင်းမရှိပါဘူး။ဒါကြောင့်မလို့ချန်ပီယံဆုကိုကာကွယ်ချင်နေတဲ့လီဗာပူးအသင်းအနေနဲ့ခါကတ်စ်ကိုခေါ်ယူတင်နေတာပဲဖြစ်ပါတယ်။ အသက်22နှစ်ပဲရှိသေးတဲ့ခါကန်းစာဒီယာဒီမှာခြေစွမ်းကောင်းတွေကိုပြသထားနိုင်တဲ့ပရီးမီးယားလိကစားသမားစစ်စစ်တူဖြစ်နေပါဗျ။ဘုံမောက်အသင်းအနေနဲ့ကလည်းလီဗာပူးအသင်းပေးတာထက်ပိုပြီးတော့မှတောင်းဆိုလာနိုင်ပါတယ်။ဒုတိယမြောက်ကစားသမားအဖြစ်ကတော့ဘုံမောက်အသင်းရဲ့ဗဟိုခံစီကစားသမားဟွိုင်ဆန်ပဲဖြစ်ပါတယ်။ဗန်နိုက်ကိုစာချုပ်သက်တမ်းတိုးပေးပြီးဖြစ်တာကြောင့်မလို့ဗဟိုခံစီမှုတူကတော့မလို့တော့ဘူးလို့ထင်ကောင်းထင်ရပေမဲ့လို့လည်းတကယ်တမ်းမှာကတော့တေချာပေါက်လိုအပ်နေတာဖြစ်ပါတယ်။ ကိုနာတိကလာမဲ့ရာဒီကုန်နာနဲ့စာချုပ်တက်တန်းကုံဆုံးတော့မှာဖြစ်ပြီးတော့စာချုပ်တက်ပီးကလည်းအခုအချိန်ထိသွေးအေးနေစေပဲဖြစ်ပါတယ်။တပတ်ကအသင်းကောင်းဆောင်ဗန်ဒိုက်အနေနဲ့ကလည်းနောက်ထပ်နှစ်ရာဒီအထိပဲအသင်းမှာဆက်ရှိတော့မှာဖြစ်တာကြောင့်မလို့ရေရှည်အစီအစဉ်တွေအရဆိုရင်လီဗာပူးအသင်းဟာကျယ်ပွင့်ခံစစ်မှုတအုပ်ကိုလိုအပ်နေတာဖြစ်ပါတယ်။ဒီအတွက်လည်းအခုမှအသက်20ပဲရှိသေးတဲ့ဝိုက်ဆန်ကတင့်တော်နေတာပါ။အသက်ငယ်သေးပေမဲ့ပရီးမီးယားလိကလပ်တွေကိုဖုံးလို့ကြည်ရေလို့နှောက်ပြီးတော့ကစားနိုင်တဲ့ဝိုက်ဆန်လိုခံစစ်မှုမျိုးကိုအင်အားဖြည့်ဆည်းရမှာတော့လိုအပ်နေတာပဲဖြစ်ပါတယ်။ Carlos Valiva တတိယမြောက်အနေနဲ့ကတော့အသင်းရဲ့ကွင်းလယ်ပိုင်းအားဖြည့်မှုပါပဲ။ဆလော့ရဲ့ပထမအဆုံးရာသီမှာယုံကြည်မှုတွေရရှိခဲ့တဲ့ Graban Match တယောက်အနေနဲ့ Liverpool ကွင်းလယ်ကိုအကောင်းဆုံးဖြစ်စေခဲ့တာကိုအားလုံးလည်းအသိပါပဲ။တကယ်ဆိုရင်ဒီနံပါတ်6နေရာက Liverpool အသင်းအတွက်ပြဿနာတစ်ရပ်ပမာရှိနေခဲ့တာပါ။ဒါကို M slot က Graban Bash နဲ့ဖြည့်ရှင်းပြခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာကလည်းသူနဲ့ draft ဖက်ကစားရင်းနဲ့ Marker နဲ့ Sports Line တို့ကလည်းအကောင်းဆုံးခြေစမ်းတွေကိုပြသနိုင်ခဲ့ကြပါတယ်။တကယ်လို့ Graban Bash သာပြဿနာတစ်စုံတစ်ရာကြုံတွေ့ခဲ့မယ်ဆိုလို့ရှိရင် Liverpool အသင်းမှာ နံပါတ်6အရန်ကစားသမားကောင်းတဦးမှရှိမနေပါဘူး။လာမယ့်ရာသီကတကယ့်ကိုမှပြိုင်ဆိုင်မှုပြင်းထန်တဲ့ရာသီတစ်ခုဖြစ်လာတော့မှာပါ။ဒါကြောင့်မလို့နေရာတိုင်းမှာအရန်ကစားသမားကောင်းတွေလိုအပ်နေတာဖြစ်ပြီးတော့ဒီနံပါတ်6နေရာကလည်းတနေရာအပါဝင်ပါပဲ။လက်ရှိအရန်ကစားသမားဖြစ်တဲ့အန်ဒိုကလည်းထိတ်တန်းအစ်စင်မှာရှိနေတာကြောင့်မလို့သူ့ကိုရောင်းထုတ်ပြီးတော့နောက်ထပ်နံပါတ်6ကစားသမားတအူးကိုခေါ်ယူထားတဲ့နေတာပဲဖြစ်ပါတယ် ရိုက်တန်အသင်းမှာကစားနေတဲ့ပုံစံအရာကတော့ကာလော့စ်ဗာလီဘာဟာဆိုဘိုရဲ့နေရာကိုလည်းကစားနိုင်စွမ်းရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။လေးယောက်မြောက်ကစားသမားကတော့နျူကာဆယ်အသင်းရဲ့အလက်ဇန္ဒားအီဆက်ပဲဖြစ်ပါတယ်။လက်ရှိရှင်ရင်းစွဲတိုက်စစ်မှုဒါဝင်နူညက်စ်ကရာသီကုန်နာနဲ့အသင်းနဲ့လမ်းခွဲတော့မယ့်အနေအထားမှာရှိပါတယ်။ဒါကြောင့်သူ့နေရာမှာအကောင်းဆုံးအစားထိုးလို့ရမယ့်ထောင်ထောင်မီတိုက်စစ်မှုတူကိုအသင်းကလိုအပ်နေပါတယ်။ လေဘဘူးအသင်းလိုချင်တဲ့ပုံစံမျိုးအရေးချင်းမျိုးကိုအိဆက်ကပိုင်ဆိုင်ထားပါတယ်။ပြောင်းရွှေ့ကြီးကအများပြားနှုတ်နေတဲ့ဆိုပေမဲ့လို့လည်းညှိနှိုင်းမှုတွေရှိရင်တော့လေဘဘူးအသင်းအနေနဲ့အိဆက်ကိုခွဲယူနိုင်လိမ့်မယ်လို့ယုံကြည်ရပါတယ်။တကယ်လဲခွဲယူနိုင်ခဲ့မယ်ဆိုရင်လာမယ့်ရာသီမှာပရီးမီးယားလိချန်ပီယံဘွဲ့ကိုကာကွယ်ဖို့အတွက်အထောက်အကူပြုစီမှာတေချာချောင်းဖော်ပြပေးလိုက်ရပါတယ်။ဒီကစားသမား၄ယောက်စလုံးကိုပရိသတ်တို့အနေနဲ့ရောဘလို့သဘောရလဲဆိုတာကိုဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်နော်။တကယ်လို့ဒီကစားသမားတွေတဲကမှ၂ယောက်ပဲခေါ်ဝင်ရှိမယ်ဆိုရင်ရော ယ်ကစားသမားကိုခေါ်ယူခြင်းလဲဆိုတာကိုဝင်ရောက်ဆွေးနွေးကြပါအောင်ရှင်။အသင်းမှာအပြည့်မှုတွေတေချာပေါက်လိုအပ်နေတာဖြစ်လို့ Amslon နဲ့ Richard Hu တို့အနေနဲ့အရေးပါတဲ့ခေါ်ယူမှုတွေကိုလာမယ့်နေ့မှာပြုလုပ်သွားနိုင်ပွဲရှိကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။